အားလုံးပဲမင်္ဂလာပါများကောင်းစားတဲ့ဌာနမှာပြလဲကြိုးစိုးလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့မန်ဆယ်လိုကိုခိုးတယ်ဟုပြောဆို တိုက်ခိုက်နေတဲ့သူတွေကဘလို့လူသားတွေလဲဆိုတော့ကိုပြောပြလာတဲ့အမျိုးသမီးတူရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာအမျိုးသမီးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုထားတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတုံးတဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစားတဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ င်မင်္ဂလာပါကျွန်တော်ဒီနေ့တော့နိုင်ငံရေးနဲ့ပတ်သက်တဲ့စကားလေးနည်းနည်းပြောချင်တယ်ကျွန်တော်ကနိုင်ငံရေးနဲ့ပတ်သက်တဲ့စကားတွေကိုမပြောတာတော်တော်ကြာသွားပြီဘာလို့လဲဆိုတော့ဒါဟာစကားပြောရမယ့်အချိန်ကိုကျော်လွန်သွားခဲ့ပြီလို့ကျွန်တော်ယူဆလို့ပါ။ဘာကြောင့်လဲဆိုတော့တော်လန်ရေးကလည်း၄နှစ်ထဲကိုရောက်လာပြီ။စိတ်ဓာတ်ရှိရလူတွေဟာတစိုက်မမတ်စိတ်ကြားတဲ့အချိန်နည်းနည်းရှိမယ်စိတ်ဆိုးတဲ့အချိန်နည်းနည်းရှိမယ်စိတ်မရှိတဲ့အချိန်နည်းနည်းရှိမယ်။ဒါပြင်ပြန်ထပြီးမှဒီကိစ္စကိုကျွန်တော်တို့ဆက်လုပ်ကြတယ်။အဲ့တော့စိတ်မရှိတဲ့လူတွေကတော့เนาะဟိုကောက်ယုံမိလို့လူတွေကတော့ ပထမပိုင်းမှာစိတ်ဝင်စားပေမဲ့ဒီရေတုံမဟုတ်မှန်သိတဲ့အချိန်မှာစွန့်ခွာသွားတဲ့လူတွေလည်းရှိတယ်။ဒီနေရာမှာကျွန်တော်ဘသူဘသူ့ကိုမှအပြစ်မပြောချင်ဘူး။ဒါပေမဲ့တော်လန်ရေးကိုလှုပ်ရှားတဲ့လူတွေလည်းရှိခဲ့တယ်ရှိနေသေးပဲ။အဲ့လိုလူတွေကိုတော့ယွန်ယွန်စရာကောင်းတယ်ပေါ့နော်။ယွန်လဲယွန်တယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကစကားတွေကိုမပြောတော့ပေမဲ့အခုကတော့ပြောချိန်တန်တဲ့ကိစ္စတစ်ခုပေါ်လာလို့ပြောပြောပါရစီပေါ့နော်။ ပြောချင်တာကပန်ဆယ်လိုကိုတခိုးဆိုပြီးတော့ဆွဆွဲကြတဲ့ကိစ္စပေါ့နော်။ဒါတွေကကြာလဲကြာခဲ့ပြီ။ဘလောက်တောင်ရှိနေလဲဒီကိစ္စတွေကြားနေရတာနှစ်တွေပေါက်နေပြီနော်။ဆိုတော့သူမကိုဒီငွေကြေးဥစ္စာခိုးတယ်ပေါ့နော်။အိမ်ဝယ်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောခဲ့တဲ့စကားကပြင်းစရာလဲကောင်းနေပြီ။ကျွန်တော်ဒီကိစ္စကိုဆက်လက်မပြောချင်ဘူး။ဘာလဲဆိုတော့သူ့ကိုအိမ်ဝယ်တာဟာနှစ်ပေါင်း30စာချုပ် mortgage နဲ့အိမ်ဝယ်ခြင်းဟာဒေါ်လာတန်းတန်းပဲဖြစ်စေအောင်တော့နှစ်ပေါင်း30အကျွေးနဲ့အိမ်ဝယ်ခြင်းဟာခိုးယူလို့ပါဆိုတဲ့ပြဿနာနဲ့ ခိုးယူလို့ပါဆိုရဆွဆွဲချက်တည်နဲ့သူ့ကိုဆွဆွဲတိုက်ခိုက်နေတဲ့သူတွေဟာအဲ့လိုဆွဆွဲတိုက်ခိုက်နေတဲ့သူတွေထဲမှာအိမ်ပိုင်တဲ့လူတွေမပါနေဘူးအဲ့ဒီဟာတော့တခုပါလားပါတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြောပေးကြပါကျွန်တော်တိတလောက်တော့အိမ်ပိုင်တဲ့လူမပါဘူးလို့ကျွန်တော်သိထားတယ်ပေါ့နော်အကယ်၍ကိုကိုတိုင်ကအိမ်ပိုင်ထားတယ်ဆိုလို့ရှိရင်အိမ်ပိုင်နဲ့ကို့မှာအမေရိကန်နိုင်ငံမှာကို့ပိုင်အိမ်ရှိတယ်ဆိုလို့ရှိရင်အိမ်ဝယ်တဲ့ process တွေကိုသိပြီးသားပါဘလို့ဝယ်ရလဲကို့ရဲ့အဆင့်တန်းနဲ့ကို့ရဲ့ဝင်ငွေနဲ့ကို့ရှာနိုင်တဲ့ငွေပမာဏနဲ့ ဒေါ်လာတသိန်းလန်လားသုံးသိန်းလန်လားတသန်းတန်တန်နေဘယ်အိမ်ဝင်နိုင်လဲဆိုတာလူတိုင်းသိကြတယ်အဲ့တော့ကျွန်တော်ထင်တဲ့လောက်ကတော့သူတို့ကျွန်တော်မြင်တဲ့လောက်ပေါ့နော်ကိုကျွန်တော်မသိတာရှိရင်လည်းအောက်ကနေရေးပေးသွားလို့ရတယ်သူ့ကိုပြောတဲ့လူတွေထဲမှာအိမ်ပိုင်တဲ့လူတွေအမေရိကန်နိုင်ငံမှာအိမ်ကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့လူတွေပါသလားအဲ့ဒီလူတွေပါတယ်ဆိုရင်တော့ဒီမျိုးပေါ့နော်โอเคအဲ့ကိစ္စကကျွန်တော်ပြောကိုမပြောချင်တော့ခုနကပြောသလိုမျိုးပဲယုံချင်တဲ့လူကယုံမယုံချင်တဲ့လူကမယုံနဲ့ကိုယ့်ရဲ့ဉာဏ်ရည်အဆင့်အတန်းကိုယ့်ရဲ့ဘဝအတွေ့အကြုံကိုယ့်ရဲ့လုပ်ရည်ကံရည်ဘာလဲဆိုလူဆိုတာက ကိုလုတ်တလို့ပဲသူများကိုထင်တတ်တာကိုဟာဝယ်နိုင်တဲ့အဆင့်အတန်းမရှိဘူးဆိုရင်သူများဝယ်နိုင်ရင်လည်းဟုတ်လို့လားဟုတ်ရဲ့လားဟုတ်ပါမလားဒါပုံမှန်ဟုတ်ခဲ့လားဆိုရယ်မိခွန်းတွေကပေါ်ပေါက်လာမှာပဲအဲ့တော့ဒါတွေကိုကျွန်တော်ကမငင်းဆိုချင်ဘူးအချိန်ကုန်လို့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တဲ့ကိစ္စကသူ့ကိုတခိုးလို့ပြောနေကြတဲ့ကိစ္စမှာယုံချင်တဲ့လူလည်းယုံမယုံချင်တဲ့လူလည်းမယုံနဲ့အဲ့တော့မိခွန်းတစ်ခုပေါ်လာခဲ့ပြီးပြီဆိုလို့ရှိရင်ကိုဟာနဲ့ကိုလုတ်ဆရာရှိတာဆက်လုတ်ကြတယ် သူ့ကိုမယုံတော့ဘူးဆိုတဲ့လူတွေဟာသူမှဆက်လက်လှူရှားပေးတဲ့ fundraising ပွဲတွေမှာအာမပေးတော့ဘူးပေါ့နော်သူကငါမယုံငွေမထည့်တော့ဘူးကိစ္စပြက်ပြီဒီလောက်ဆိုလို့ရှိရင်ကိစ္စပြက်ပြီသူမကိုဆက်ယုံနေဆိုတဲ့ယုံကြည်တဲ့လူတွေဟာငါတို့ကတော့ယုံနေသူကတခိုးမဟုတ်ဘူးဆိုပြီးဆက်ပြီးတော့ထည့်လိုက်မယ်ဒါနဲ့ပတ်သက်လို့လည်းအပွဲပွဲပေါင်းဒီခိုးပါတယ်ဆိုတဲ့ရိုးစမှုရဲ့နောက်ကွယ်မှာလည်းဒီလိုမျိုးငွေလူပွဲတွေအများကြီးလုပ်ခဲ့ပြီးကြပြီပြည်သူတွေဟာယုံလားမယုံလားဆိုတော့တက်တယ်လေပြခဲ့ပြီးကြပြီ ဒါပေမဲ့ဒီဘက်အုပ်စုကတဆိုင်မမတ်ခိုးတယ်ပြောနေကြတော့မယ်ဒါကိုလည်းကျွန်တော်ဘာမှမပြောလို့ရတယ်ခုနကပြောသလိုပဲဒါညင်းမနေတော့ဘူးထင်တဲ့လူတွေထင်ပါစေမထင်တဲ့လူတွေလည်းမထင်ပါစေနဲ့ဒါဟာမိမိရဲ့ယုံကြည်ချက်နဲ့မိမိရဲ့ရွေးချယ်ပိုင်ခွင့်နဲ့မိမိပဲလူတစ်ယောက်ကိုယုံကြည်ဖို့သူ့ရဲ့ character ကိုယုံကြည်ဖို့ဆိုတာကိုယုံယုံနေပေါ့ကိုမယုံမယုံပေါ့နောက်ခုပဲရှင်းရှင်းလေးပဲရှိတယ်အဲ့တော့ yes or no ပဲ yes အုပ်စုရှိပါစေ no အုပ်စုရှိပါစေဒါကဒီမှာရက်သွားရင်ကိစ္စမရှိဘူးချိလိုက်တော့လဲចောင်းတော့ရန်စားတွေမနာလိုမှုတွေဇလန်းနေတဲ့လူတွေပေါ့နော် အဲ့ဒါတွေလည်းကိုကိစ္စမဟုတ်ဘူးကျွန်တော်ကိစ္စတော့မဟုတ်တာဂျင်းနေပါဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဘာမှလည်းမပြောခဲ့ဘူးပန်ဆယ်လိုသူများစပြီးရိုးဆွတဲ့အချိန်မှာရိုးဆွတ်စရာဒီအိမ်တလုံးဝယ်ဖို့သူမရဲ့အရေးအချင်းနဲ့သူမရဲ့ network နဲ့သူမရဲ့ကြော်ကြားမှုနဲ့သူမကိုကူညီစောင့်ရှောက်ချင်သူတွေနဲ့သူမမို့လို့ကိုထောက်ပံ့အကူအညီပေးလို့သူတွေနဲ့ဆိုရင်နှစ်30စာချုပ်နဲ့ဒေါ်လာတသန်းနဲ့အိမ်ဝယ်ဖို့မဖြစ်နိုင်ဘူးဆိုတာလုံးဝမရှိကြောင်းကိုတော့ကျွန်တော်ဝင်ပြီးတော့စကားပြောခဲ့ဘူးလေ ချမ်းသာယုံနာမြုံနာကြံတဲ့လူတွေကိုကိုရဲ့ဘာလဲဆိုကိုခေါင်းထဲမှာလဲအုံနောက်ဆိုတာလေးရှိရင်အဲ့ဒီအုံနောက်လေးရဲ့ကိုရဲ့ညံရင်ညံသွေးရဲ့ကိုဘဝရဲ့အတွေ့အကြုံရဲ့ကျွန်တော်ပြောသလိုပေါ့နော်ဒီဘဝမှာငါဆိုရင်ဒီလောက်လုံနိုင်နေဆိုရင်သူများဆိုလည်းလုံနိုင်မှာပဲဆိုတော့ယုံကြည်မှုဆိုတာလူပြောင်းမှရှိလိမ့်မယ်ငါမမင်းဟဲ့ငါတော့မလုံနိုင်တာငါတို့အလုပ်လုပ်စားနေတာငါစပွဲထိုးစားနေတာ10နှစ်ရှိပြီဆိုစပွဲပဲထိုးတတ်တဲ့အခြေချင်းနဲ့တော့စပွဲပဲထိုးလို့ရတဲ့ယုံကြည်ချက်မျိုးနဲ့နော်အဲ့လိုမျိုးနဲ့ကတော့သူများတကာရဲ့ယုံကြည်မှုကိုရထားတဲ့လူတယောက်နဲ့ကတော့တူမှာမဟုတ်ဘူးပေါ့နော်တိတ်လည်းအများကြီးမပြောချင်ဘူးဘာလို့လဲဆိုနေရကြမှာဆိုလို့အဲ့တော့ လောကကြီးမှာအလုပ်ဟူသူများကုန်ရှိစွာပဲဒါပေမဲ့အဲ့အလုပ်ကဘယ်ကိုပို့ပေးလဲဆိုတာတော့မတူဘူးเนาะအဲ့တော့မတူတဲ့နေရာမှာကိုကမရောက်လို့ရောက်သွားတဲ့လူတွေကတော့အလုပ်လုံးလို့မဟုတ်ခိုးလို့ပဲဆိုတာတော့တိတ်ပြီးတော့အရင်နားထောင်လာနားထဲမှာခါတယ်နားခါတယ်เนาะအဲ့ဒီကိစ္စအဲ့မှာရက်လို့ပြီးသွားသလားဆိုတော့မပြီးဘူးအခုကသူ့ကိုလူဘူးတဲ့လူတွေ ICE ကိုတိုင်မာတောပါဆိုတဲ့အထိ wine ခင်ခင်ဆိုတဲ့ page ကနေပြီးတော့ရေးထားတာဟာပြဿနာအဲ့ဒါကပြဿနာဒီအမေရိကန်နိုင်ငံမှာဘယ်ကိစ္စကြောင့်မှငွေ ဒါကနိုင်ငံသားအဖြစ်အဖြစ်မှာပေါ့နော်တရားနိုင်ငံသားအဖြစ်ကျွန်တော်တို့သွားပြီးတော့ neutralize လုပ်တဲ့အချိန်မှာ all နေအနေနဲ့တစုံတူကိုငွေကြေးထောက်ပံ့ဖူးတာရှိသလားလူတစုံတူတိတ်ဆုံးဖို့အတွက်တိတ်ဆုံးပါစေဆိုရည်ရွယ်ချက်နဲ့ငွေကြေးထောက်ပံ့ဖူးတာရှိသလားဆိုရယ်မေးခွန်းမေးခံရပါတယ်ဒါဟာအမေရိကန်နိုင်ငံရဲ့ violence မဖြစ်စေရဲ့ policy ပေါ့နော်အဲ့ဒီအတွက်မေးတယ်အဲ့တော့သူတို့ပြောသလိုဟိုပန်ဆက်လို့ရင်ဆိုင်လိုက်မယ်ဆိုပြီးဇွတ်ကြီးလဲဟိုအေးအေးနေလို့လဲအဆင်မပြေဘူး ဒီလိုဖြစ်အောင်လှုပ်လာတဲ့လူကတတိမမှန်တဲ့သူတော်လန်ရဲအတွက်တတိမမှန်တဲ့လူပေါ့နော် loop hole ကိုရှာပြီးတော့မှဒီကိစ္စကိုဒုက္ခရောက်အောင်လုပ်မယ်ဆိုတာခုနကပြောသလိုပေါ့နော်သူမကငွေခိုးလို့မယုံအဲ့ထိကျွန်တော်လက်ခံတယ်ယုံချင်းမယုံချင်းကမိမိနဲ့ပဲဆိုင်တယ်မယုံတဲ့လူလည်းမယုံနဲ့ပေါ့နော်အဲ့တော့ယုံချင်တဲ့လူလည်းယုံဒါပေမဲ့ဒီလိုမျိုးလူတယောက်ကို ရာဇဝတ်မှုတွေနဲ့ညှိဖို့ခုနပြောသလိုခိုးလို့ဆိုရင်တမျိုးလေခုနပြောတော့ခိုးလို့ဆိုရင်တမျိုးအခုကတော့ fundraising လုပ်လို့ကို DICE နဲ့ညှိအောင်တိုင်မယ်ဆိုတာမျိုးကြတော့တမင်တကာတော်လန်ရေးပေါ်မှာရုံမာတာဖြစ်သွားပြီ။သူမဟာသူမဟာဒီရဲ့အဓိကနေရာမှာတာဝန်ထမ်းဆောင်နေတယ်ဆိုတာတိတိကြီးနဲ့ဒါကိုတာဝန်ထမ်းဆောင်လို့တိုင်ပြီးဖန်ခိုင်းမယ်ဆိုတာကဘာကိုဖျက်လို့ဖျက်စီးလုပ်ညာလဲဆိုတာလဲပြင်းမှာဆင်သွားသလိုထင်ရှားနေပြီ။အဲ့တော့ပန်ဆယ်လိုကိုနိုင်ငံတော်ကြီးကိုချစ်ပေမဲ့ပန်ဆယ်လိုကိုတကယ်တကိုးထင်လို့ကို နာချီနေကြပါတယ်ဆိုတဲ့ပြည်သူတိုက်ပေါ့နော်သူတို့တွေကပို့ဆောင်မှာရေးနေတဲ့တည်မှန်နေဆိုတဲ့ပြည်သူတွေကိုဟွာကိုပြန်ပြီးတော့တစ်ချက်လေး post နေပြီးတော့စဉ်းစားဖို့အချိန်တန်ပါပြီနော်ကိုမယုံရင်ကိုမထဲပါနဲ့ယုံတဲ့လူတွေထဲနေတာပါဒါပေမဲ့ဓာကြီးတစ်ခုလုံးကိုဖျက်လို့ဖျက်စီးလုပ်နေပြီဆိုရင်ငါဘယ်ဖက်ကလဲလို့မေးဖို့အချိန်တန်ပါပြီငါကစစ်ကောင်စီဘက်ကဆိုလဲပွင့်ပွင့်လင်းလင်းစစ်ကောင်စီလှုပ်ဆန်းမှာသိလားဆောက်ရက်တွေအလောက်ကြီးမနှဲကြစမ်းမှာနဲ့နော်အယောင်တွေမဆောင်ကြစမ်းမှာနဲ့အလောက်လေးတော့တတိမရှိကြဘူးလားအဲ့တော့ သူတို့တွေကိုတက်ဆိုင်ရာကအရေးယူဖို့အချိန်တက်ပြီဘယ်ပုံစံနဲ့အရေးယူမလဲဆိုတာကိုဟါကိုဆုံးဖြတ်ကြပါကိုအဖွဲ့အစည်းတွေဘသူနဲ့တက်ဆိုင်လဲဒီကိစ္စကိုဘသူကတာဝန်ယူဖြေရှင်းရမလဲအဲ့ဒီအဖွဲ့အစည်းတွေတာဝန်ယူဖြေရှင်းဖို့အချိန်တက်ပြီဒီအတိုင်းလွတ်ထားခြင်းဟာတော်လန်ရေးမှာအင်မတန်အန်ဒီရေများပါတယ်ဒီလူတွေကိုဒီအတိုင်းလွတ်ထားတာတော်တော်အန်ဒီရေများပါတယ်ဒီလူတွေကိုဘလို့ပုံစံအရေးယူပြီးတော့ action ယူကြမလဲဆိုတာစစင်သာဖို့အချိန်တန်ပါပြီအဲ့တော့စပြီးတော့စဉ်းစားပါဒီတိုင်းလွတ်ထားလို့မရတော့ပါဘူးအဲ့ဒါလေးပဲပြောချင်တာပါ တိတ်လည်းအများကြီးမပြောချင်ဘူးယွန်လို့ယွန်လို့အဲ့လိုအဲ့လိုမျိုးဟာကြတော့ယွန်လို့အဲ့ကနေဒီကနေကိုထွက်ချင်တယ်음မအေးလို့ကျတော့ဘာမှမပြောကြအောင်နော်အဲ့ဟာကျတော့အတန်ကြီးကသူတို့ပါဇက်ပေါက်တယ်စို့နေရလားမသိဘူး